ရင်တဘာဝပေါက်ဝင်ကျင်ပျက်စီးရင်ပျက်စီးတဲ့ဆိုးကျိုးကိုကျွန်တော်တို့ရရှိမှာဖြစ်တယ်။ကောင်းရင်ကောင်းတဲ့အကျိုးတက်ရောက်မယ်။မကောင်းရင်မကောင်းတဲ့ဆိုးကျိုးကျွန်တော်အခုဆိုကျွန်တော်တို့ဆိုးကျိုးတွေတနစ်ပြီးတနစ်ပို့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 ပြင်းပြင်းထန်ထန်ကျွန်တော်တို့ခံစားနေရတယ်နော်။အဝင်ကျွန်တော်ပြောရင်တစ်တော်တစ်ပင်ရေမြေချောင်း မြစ်တွေအဲ့ဒါကိုပဲပြောလို့ရှိရနောက်တစ်ခုပို့ပြီးအရေးကြီးတာကတဘာဝပတ်ဝန်းကျင်လူလုံတဲ့ပတ်ဝန်းကျင်နောက်တစ်ခုက social and culture ပေါ့နော်လူမှုရေးရာယဉ်ကျေးမှုရေးရာပတ်ဝန်းကျင်အဲ့ဒါလည်းအင်မတန်မှအရေးကြီးတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်တယ်အင်မတန်မှဟိုအရေးကြီးတဲ့တန်ဖိုးရှိတဲ့ယဉ်ကျေးမှုတွေအဲယုံကြည်မှုတွေ တို့ရဲ့ရိုးရာအဝတ်အစားတွေအစားအသောက်တွေစသဖြင့်ပေါ့ဒီ social and culture ဆိုတော့တို့ရဲ့ယုံကြည်ကိုးကွယ်မှုတွေဘာသာစကားတွေစသဖြင့်ပေါ့နော်ဒီဟာလက်တိတ်အရေးကြီးတဲ့ environment တစ်ခုဖြစ်တယ်ဒါပေမဲ့လည်းကျွန်တော်တို့တွေကစော့စော့ပြောတဲ့တဘာဝပတ်ဝန်းကျင်လူလုပ်ပတ်ဝန်းကျင်နဲ့ဒီလူမှုရေးရာအဲ culture and social environment ဆိုတဲ့ဒီသုံးခုလုံးကိုခြုံငုံပြီးမှအဲပြောတာဆွေးနွေးတာ အမတမှနဲတယ်ဒါကြောင့်ကျပဝန်းကျင်လို့ပြောရင်ဒီ၃ခုလုံးကိုကျွန်တော်တို့ကတကယ်ကိုဒီ၃ခုလုံးကတကယ်ကို balance ဖြစ်နေရမယ်ချိန်ခွင်စာညီများပြမဖြစ်နေမှတကယ်ကိုပြည့်စုံတဲ့အပဝန်းကျင်ဆိုတာဖြစ်မယ်ပေါ့လေကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်တစ်တော့တစ်ပင်တွေတအားကောင်းသေးတဲ့အချိန်မှာရေတွေ အဲမြစ်တွေချောင်းနေမှာဆိုတော့ရေတွေတအားကောင်းတယ်အဲ့ဒီရေတွေကောင်းတဲ့အတွက်ကြောင့်ရေတွေကျမ်းမာတန့်ရှင်းနေတဲ့အတွက်ကြောင့်ရေအဲ့ဒီရေထဲမှာအတက်ရှင်ပေါက်ဖွားနေတဲ့ဒီငါးတွေဖားတွေပေါ့လေနော်ကျွန်တော်တို့အဲအထူးသဖြင့်တောတူတောင်သားတွေကအဲ့ဒါကိုပဲအခြေခံစားတော့စားတုံးကုန်အနေနဲ့ livelihood ပေါ့နော်တို့ရဲ့စားဝတ်နေရေးအနေနဲ့မိခိုအားထားနေကြရတာ အခုကဆီယမတို့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲတစ်တော်တွေကအဲပပဆဆက်ကိုပြက်စီးလာပြီကျွန်တော်တို့ကချင်းပြည်မှာအခုမရှိတော့လေတစ်တော်တွေတစ်ဒီဒီအဲ login ပေါ့လေဒီတစ်ထုတ်လောက်တာတရားမဝင်တစ်ထုတ်လောက်တာတမျိုး ရွှေကျင်လောက်ပြက်စီးတာတမျိုး အဲဒီကျွန်တော်တို့ mining တွေပေါ့လေအဲဒီကြောက်ကြောက်စင်းတို့ဒီဒီမြေရှားတို့စသည်စသည်ဖြစ်ပေါ့နော်အဲ့လိုဒီတတ်ထုတွေအမျိုးစုံတူတူလို့ပျက်စီးသွားတာတကြောင် နောက်တစ်ခုကကျွန်တော်တို့ဒေတာခံနေကိုယ်တိုင်ရဲ့ဒီစာဝတ်နေရေးဖြစ်တဲ့ဒီတောင်ရာပေါ့လေတောင်ရာတွေကြောင့်ပျက်စီးတာကတမျိုးစသည်ဖြင့်အဲ့လိုပျက်စီးတဲ့အကြောင်းအရာတွေကအရမ်းများလွန်းတဲ့အချိန်မှာကျွန်တော်ပြောတဲ့ဆော့ဆော့ပြောတဲ့ကောင်းမွန်တဲ့တည်တော်မဖြစ်နေတော့အဲ့ချိန်မှာဆော့ဆော့ပြောတဲ့မိုးတွေ ပြင်းထန်ပြမအခုအပေါ်ဆိုးတာကကမ္ဘာဒီရာသီဥတုပြောင်းလဲမှုကြောင့် climate change ကြောင့်တကမ္ဘာလုံးအတိုင်းအတာနဲ့လည်းရာသီဥတုကဆိုးဝါးလာတဲ့အချိန်မှာမိုးကလည်းခါတိုင်းထက်ဆိုရင်ပိုပြီးပြင်းထန်လာတယ်တစ်တော်တွေကာဘာမမဘယ်လိုပြောမလဲမကာဘာကာဘာမလုတ်ပေးနိုင်တော့တဲ့အနေအထားမျိုးမှာမိုးတွေအဲ့လိုချစ်ချုံမိုးတွေအမတမ်းမပြင်းတဲ့မိုးတွေရွာပြီးဆိုရင် အချိန်တိုအတွင်းမှာတခါတည်းစုစည်းပြီးမှအဒီတောင်တောင်ကျိုးတောင်ကြားတွေရှိုးမြောင်နေတဲ့အဲမှာစီးဝင်ပြီးနောက်ဆုံးအနှိမ့်ဆုံးဖြစ်တဲ့ဒီချောင်းတွေကနေတဆင့်ချောင်းတွေချောင်းတွေချောင်းတွေကနေတဆင့်စုပြီးမှမြစ်တွေထဲဝင်ပြီးနောက်ဆုံးကျွန်တော်တို့ရွာတွေမှာရေကြီးတာတို့ရေချာနာတို့တရွာလုံးမြုပ်သွားတယ်ဆိုတာတို့အဲလမ်းပေါ်ထိချောင်းတွေဖြစ်သွားတယ်ဆိုတဲ့ဟာတဲ့ သူရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပေါ့လေဒီရေကြီးရေရှာမှုတွေမြေပြိုမှုတွေစတဲ့စတဲ့ဒီ negative impact ပေါ့လေဒီနောက်ဆက်တွဲဆိုးကျိုးတွေကအများကြီးအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကကျွန်တော်တို့လူသားထုအပေါ်မှာကျွန်တော်တို့ပျက်စီးရင်တဘာဝပတ်ဝန်းကျင်ပျက်စီးရင်ပျက်စီးတဲ့ဆိုးကျိုးကိုကျွန်တော်တို့ရရှိမှာဖြစ်တယ်အောက်ဆီဂျင်နည်းလာတာတို့မတရားပူပင်းခြောက်တွေ့လာတာတို့ဒါကြောင့်မို့ပြောချင်တာက ပဝန်းကျင်ကောင်းရင်ကျွန်တော်တို့အောက်ဆီဂျင်များများရမယ်ရိုးရိုးလေးပဲတူကတစ်တော့ကောင်းရင်တစ်တရွက်တွေကောင်းနေတယ်တစ်တော့တွေတစ်ပင်တွေကောင်းနေတယ်ထူထပ်နေတယ်ဆိုရင်အောက်ဆီဂျင်ထူထူထပ်ထပ်ရမယ်အောက်ဆီဂျင်အများကြီးရမယ်ကျွန်တော်တို့အဲ့ဒါတွေပျက်စီးတယ်ဆိုရင်အောက်ဆီဂျင်မရတော့ရိုးရိုးလေးပဲတူကထိုနည်း၎င်းပဲမြေတွေပြိုမယ်ရေတွေကြီးမယ်ဒါကလုံးဝ logic ပဲဒါဖြစ်လို့ဒါဖြစ်မှာပဲတစ်တော့ပြက်လို့ဒါဖြစ်ကိုဖြစ်မှာဖြစ်ကိုဖြစ်မှာအဲ့ဒါက ဒါကြောင့်မို့သူ့ရဲ့ဒီပတ်ဝန်းကျင်ရဲ့ကျွန်တော်တို့လူသားနဲ့တက်ရှိကဘာကြီးကိုအဲအကျိုးတက်ရောက်မှုကကောင်းရင်ကောင်းတဲ့အကျိုးတက်ရောက်မယ်မကောင်းရင်မကောင်းတဲ့ဆိုးကျိုးကျွန်တော်အခုဆိုရင်ကျွန်တော်တို့ဆိုးကျိုးတွေတနစ်ပြီးတနစ်ပို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 အဲပြင်းပြင်းထန်ထန်ကျွန်တော်တို့ခံစားနေရတယ်နော် social ကာချပေါ့နော်လူမှုရေးရာကျွန်တော်တို့ရဲ့ရိုးရာယဉ်ကျေးမှုပတ်ဝန်းကျင်အဲ့ဒါကတကယ်တမ်းဆိုတိတ်ကိုအရေးကြီးတဲ့ဟာဖြစ်တယ်အထွတ်အထိပ်ဒီနေ့ခင်မှာပေါ့လေဒီကနေ့ခင်မှာကဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ကမ္ဘာကြီးမှာဒီအဲ globalization လို့ပြောတဲ့ဒီကမ္ဘာခြုံစနစ်ကကျွန်တော်တို့ဒီအနောက်တိုင်းအဆဆအရာရာအနောက်တိုင်းကဟာကပိုကောင်းတယ်ဆိုတော့ အဲဒီအခြေခံစဉ်းစားချက်ကတကပါလုံးကိုလွှမ်းမိုးဒီ dominate ဖြစ်လာတယ်လွှမ်းမိုးအဲလာတယ်ပေါ့နော်เออ data အတိအသေးမှာရှိတဲ့လူတွေအားလုံးရဲ့ရိုးရာတွေယဉ်ကျေးမှုတွေကတိမ်ငယ်တယောင်ယောင်ဖြစ်အဲ့လိုယူဆလာကြအထွတ်တဖြင့်ဒီအဲမျိုးဆက်တဲ့လူငယ်တွေမှာအဲ့ဒီအမျိုးဖြစ်ဒါကြောင့်ကျွန်တော်တို့ကထိမ့်သိမ်းရမယ်ဆိုတာအဲ့ဒါပဲတစ်တော့တစ်ပင်ထိမ့်သိမ်းဖို့အရေးကြီးတယ်လို့ပဲကျွန်တော်တို့ရဲ့ရိုးရာယဉ်ကျေးဘာကြောင့်ဆို ဒီရိုးရာယဉ်ဥပမာကျွန်တော်တို့ကချင်ရိုးရာယဉ်ကျေးမှုကိုကြည့်ကြပါဆိုဒီရိုးရာယဉ်ကျေးမှုပိုင်းလဲစူးစမ်းပြီးလောက်တာတော့ရှိတယ်ဒါပေမဲ့သဆန့်ဆန့်နဲ့သူကဒီအခက်ခဲတွေအဲမလုတ်တတ်တာတွေမတိတော့တာတွေကြောင့်လဲပါတာပေါ့နော်ဒါကြောင့်ထိမ့်သိမ်းရမယ်ဆိုအဲအဲ့ဒါကိုပြောတာပဲ သူကမတိတော့တဲ့အတွက်ကြောင့်ရိုးဒီခစ်တလူငယ်တွေကြတော့အဲ့ဒါတွေကိုမတိတော့ဘူးတအားခက်တယ်လို့တဲ့သူတို့ယုံကြည်လာကြတယ်ဒါကြောင့်မို့တစအစနဲ့သူကဖခင်เจ้าမှာလွယ်လွန့်တကူပဲဒီခရိယာနဲ့ဖြစ်တဲ့အတွက်ကြောင့်လည်းတကြောင်ပေါ့နော်လွယ်လွန့်တကူပဲဒီတင်းအုပ်ဆရာတွေနဲ့လက်ထပ်ဖခင်ရှေ့လူရှေ့မှာဆိုပြီးလက်ထပ်လိုက်တဲ့အတွက်ကြောင့်တစ်ဖက်မှာလည်းကျွန်တော်တို့အမတမတန်ဖိုးရှိတဲ့ဒီဆော့ဆော့ပြောတဲ့ဒီကာချာပေါ့နော်ရိုးရာရင်ကျေးမှုတွေတစအစနဲ့ မတိမတာပေါ့လေအဲမတိမတာဖာတိဖာတာနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့တွေတဆဆတိမ်ကောလာနေတာကိုကျွန်တော်တို့မြင်ရတယ်ဒါကြောင့်ဒါကကျွန်တော်တို့တကယ်ကိုပြန်ပြီးအဲထိမ့်သိမ့်ဖို့လိုအပ်တဲ့အဲပြီးတော့အခုနောက်နောင်ဒီလူငယ်တွေကလည်းဒါတွေကိုတကယ်ကိုထိမ့်သိမ့်ဖို့လိုအပ်တယ်ဘာကြောင့်ဆိုတော့အခုတဆဆနဲ့ဒါတွေကပြောက်ွယ်သွားနေပြီဆိုတာကိုကျွန်တော်တို့မြင်ရတယ်ဘာသာစကားတွေတချို့မတတ်ကြတော့ဘူး ကချင်ဖြစ်ပြမကချင်စကားမတတ်တော့ပဲနဲ့ဒီဗမာစကားကိုပဲအများအများသုံးဖြစ်တဲ့ဗမာစကားကိုပဲပြောရင်းပြောရင်းနဲ့ကျွန်တော်တို့ရဲ့ကချင်စကားချင်းဖောစကားကိုမပြောတတ်လာကြတော့ဘူးတချို့ကချင်းဖောမျိုးနွယ်ထဲမှာကျွန်တော်တို့ကချင်မျိုးနွယ်စုထဲမှာမှဟိုလက်ချိတ်တို့လောင်ဝော်တို့ဇိုင်ဝါတို့လီစုရဝံစသဖြင့်ရှိတဲ့ဟာတွေကိုတူချင်းစီရဲ့မျိုးနွယ်စုတစ်ခုချင်းစီရဲ့ ဘာသာစကားတွေတဖြည်းဖြည်းနဲ့သူကတိမ်ကောပျောက်ွယ်လာတာလေကျွန်တော်တို့မြင်ရတယ်ဒါတွေကလည်းကျွန်တော်တို့ဒီဆော့ဆော့အဲတဘာဝပတ်ဝန်းကျင်ထဲမှာတစ်တော့တစ်ပင်နေအရွက်အရွက်ချင်းစီကအောက်ဆီဂျင်ကိုထုတ်ပေးနေတဲ့အတွက်ကြောင့်တစ်ပင်တွေထိမ့်သိမ့်ဖို့အရေးကြီးတယ်လို့ပဲကျွန်တော်တို့ရဲ့ကချင်းကျွန်တော်တို့ရဲ့ရိုးရာယဉ်ကျေးမှုတွေမပြောက်မပြတ်သွားဖို့ဟိုမမတည်သွားဖို့အဲပေါ့နော်အဲ့ဒါလေး ါကိုလည်းကျွန်တော်တို့ထိမ့်သိမ့်ဖို့အင်မတားမှအရေးကြီးပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ငါတို့ဒေတာမှာကကိုလွန်လွန်ကျူးကျူးကိုတရားစာတာကပေါများလွန်းတာတစ်တော်တော်တောင်ရေမြေဆိုလည်းပေါများလွန်းတယ်ရေတွေဆိုလည်းကောင်းလွန်းတယ်ကချင်ပြည်ရဲ့ဒီကြောက်စိမ့်ကကပစေးကွက်မှာတမိုင်းနဲ့ခြေပြီးမှအခုချိန်ထိပေါ့လေတကယ်ကိုကပမှာသူကအကောင်းဆုံးကြောက်စိမ့်ဖြစ်နေတယ် ပေါ့เนาะဒါကြောင့်မို့ကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ရှင်ပါကကြောက်မြတ်ယတနာဒီယတနာဒီတွင်းထွက်တွေကပေါများလွန်းတာကကိုအဲ့ဒါကြောင့်အဓိကတော့အဲ့ဒါလို့ပြောရမှာပေါ့เนาะနောက်တစ်ခုကကျွန်တော်တို့ရဲ့နိုင်ငံရေးပေါ့လေနိုင်ငံရေးကကျွန်တော်တို့ဒီဒီအဲအင်္ဂလိပ်ကိုလိုနီခေတ်လွတ်လပ်ရေးရကတဲ့ကနေကျွန်တော်တို့အခုချိန်ထိပဲပြည်တွင်းစစ်ဖြစ်နေတာတောက်လျှောက်ပဲတစ်ဖက်မှာဒီ ယတနာတွင်းထွက်တဘာဝတယံစာတတွေကိုပဲအမြင်တဲ့ပြုနေရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ကချင်ပြည်နယ်ဟာထူးထူးခြားခြားတဘာဝပတ်ဝန်းကျင်ရွှေတူးပြီဆိုတာနဲ့ပျက်စီးပြီးကြောက်စိမ့်တူးတာနဲ့ပျက်စီးပြီးဟိုနောက်ပိုင်းဆိုရင်ဒီဒီမြေရှားအကြီးအကျယ်ထွက်လာတယ်ဒါကြောင့်အဲ့ဒါတွေတူးတဲ့အတွက်ကြောင့်ကျွန်တော်တို့ရှိမှာဖော့ဖော့ကြည့်ပဲတဘာဝအဲဒီ တရားစာတတွေတူဖို့တဲ့အတွက်ကြောင့်ကျွန်တော်တို့ရှင်မှာပြည့်စည်ရဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရှင်မှာဒီတဘာဝတရားစာတတွေဒါကြောင့်တချို့လည်းပြောကြလေတရားစာတကျင်စာတင့်တယ်လို့ပြောကြတယ်ကျွန်တော်တို့ကချင်ပြည်နယ်မြန်မာပြည်ပေါ့နော်ကချင်ပြည်နယ်မြန်မာပြည်ကိုတဘာဝတရားစာတကိုပေါများလွန်းတဲ့အတွက်ကြောင့်ဟိုပြိပခါလည်းပုံများလာလူကြတယ်ပေါ့ကွာပြောရလူကြတာလည်းပါတယ်လေ conflict resource conflict လို့ခေါ်တာပေါ့အင်္ဂလိပ်လိုတော့ resource ဒီတယံဇာတတွေကတိတ်ကိုတောင်ဖိုးချွေဝတဲ့အတွက်ကြောင့်လူရင်းနဲ့သူ့မြေကို့မြေငါမြေငါပိုင်မှဖြစ်မယ်ဆိုတဲ့ဒီအဲဘယ်လိုပြောမလဲပရိပခကအဲ့ဒါကြောင့်လည်းပုံပြကျေပြတ်မစေတယ်ပုံပြကြာရှည်စေတယ်ဒီဒီ cycle ဖြစ်နေပေါ့ပရိပခကြောင့်တိုက်ပွဲဖြစ်တယ်အဲ့ဒီတိုက်ပွဲကြောင့်ငါတို့ရဲ့တဘာဝတောတောင်ရေမြေတယံဇာတတွေပျက်စီးတယ် ဒီတိုက်ပွဲဖြစ်လေလေပတ်ဝန်းကျင်ပျက်စီးလေလေပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်ပိုပြည့်အရေးကြီးတာကတော့ကျွန်တော်တို့ရဲ့ဒီ national level မှာပေါ့နော်ဒီဒီဒီကျွန်တော်တို့ဒီနိုင်ငံတော်အစ်စ်မှာကို policy တွေကိုတည်ချာဒီအဲချမှတ်ပြမဒီညွန်ကြားချက်တွေ guideline တွေပေါ့နော်ညွန်ကြားချက်တွေပြီးတော့ဒီအဲ ဆန်ချိန်ဆန်ညွန်းနေတကယ်ကိုတတ်မှတ်ပြမမဖြစ်မနေလိုက်နာဖို့အဲ့လိုတတ်မှတ်ထားတဲ့ policy တို့ဒီဥပဒေတို့ policy တို့အညွန်ကြားအမိန့်ညွန်ကြားချက်တွေကိုလည်းတကယ်ကိုဒီအောက်ခြေမှာအဲ ground မှာပေါ့လေတကယ်ကိုဒီလက်တွေ့မှာလည်းလိုက်နာကျင့်သုံးဖို့ကျင့်သုံးသလားမကျင့်သုံးဘူးလားဆိုတဲ့ဟာကိုလည်းပုံမှန်ဘယ်လိုပြောမလဲစစ်ဆေးတာမျိုးခေါ်ပါပေါ့လေပုံမှန်ကြည့်ရှု ကြက်မှတ်နေတာမျိုးတွေကျွန်တော်တို့လောက်လောက်ကြရမှာပေါ့လေဒါပေမဲ့အခုကျွန်တော်တို့မြန်မာပြည်ရဲ့အခုလက်ရှိအခြေအနေမျိုးမှာတော့အဲ့ဒါမျိုးတွေဒီတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းနိုင်ဖို့ကျွန်တော်တို့ဟိုလုလုဆောင်ဖို့အနေထားကတော့တတ်တော်ခက်တာပေါ့လေဒါကြောင့်မို့ဒီမှာကျွန်တော်အဓိကပြောချင်တာတော့ကျွန်တော်တို့မြန်မာပြည်ရဲ့ဒီတရားဥပဒေစိုးမိုးနိုင်မဲ့အနေထားအမြန်ဆုံးဖြစ်လာဖို့ကတော့ဒီအခုလက်ရှိဖြစ်ဖြစ်ဖြစ်ပြက်နေတဲ့ဒီ စစ်မဲ့ဒီလက်နက်လက်နက်ကင်ပြပခါတွေကအများဆုံးချုပ်ငင်းသွားဖို့ငင်းချမ်းသွားဖို့ငင်းချမ်းရေးပေါ့ပြောချင်တာ peace ပေါ့